အားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်မတရားတစ်ပြည့်တိုက်ခိုက်ခံနေရတယ်ကျွန်တော်တို့မကောင်းတဲ့အကြောင်းတွေသဘုတ်လင်းလင်းပြောနေတယ်တဘောကျွန်တော်တို့တစ်ပတ်ဆောင်နေအဲ့တော့တိုက်ခိုက်နေတယ်ရန်ရှာတယ်ပြဿနာတွေရှာနေဆိုကြပါစို့အဲ့လိုလိုမျိုးတွေရှိတယ်အဲ့လိုမျိုးတွေကြုံနေခုကျွန်တော်ပြောမယ့်အစီအစဉ်လေးလုပ်လိုက်ပါအရန်လွယ်ပါတယ်ဗျအရန်လွယ်တယ်အဲ့တော့ကျွန်တော်တို့ကို အဲ့တော့ကျွန်တော်တွေဟိုကျွန်တော်တိုက်ခိုက်တဲ့သူတွေကျွန်တော်တို့ရဲ့မကောင်းကြောင်ပြောတဲ့သူတွေကျွန်တော်တို့တစ်ဖက်တိုက်ပြီးရန်ရှာနေတဲ့သူတွေအဲ့ကျွန်တော်တို့မကောင်းတဲ့အရာများနဲ့ကြံစည်နေတဲ့လှုပ်ထားတဲ့အရာတွေအားလုံးဟာပယ်ပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရလာစေမဲ့စီနေတစ်ခုပဲဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့လောတာလေးတစ်ခုကဘာလဲဆိုတော့ရောက်မှလေးရောက်မှလေးတစ်ခုပဲလိုတယ်အဲ့တော့ကျွန်တော်တို့ဒီနေဘက်တွေမှာတော့ရောက်မှကသုံးသေးတယ်မြို့ပေါ်တွေမှာတော့သုံးတဲ့နေရာတော့ရှားသွားတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပါ တော့ရောင်မလေးမရှိသေးတော့ရောင်မတစ်ခုတော့ဝယ်ပေါ့ဗျာနော်အဲ့တော့ရောင်မလေးမှာသူ့နာမည်ကိုရေးလိုက်ရုံမှာပဲအဲ့တော့သူ့နာမည်ကကျွန်တော်မောင်ဖြူပြီးမောင်ဖြူမနေပြီးမနေပေါ့အဲ့တော့မောင်ဖြူအဲ့လိုရေးလိုက်မယ်ဘာနဲ့ရေးမလဲလို့သူကမေးတယ်တန်ချုံနဲ့ရေးပါဗျာနော်တန်ချုံလေးနဲ့ရေးပါတို့မဟုတ်လေခဲနဲ့နဲ့ရေးလို့ရတယ်ဒါပေမဲ့တန်ချုံနဲ့ကပိုကောင်းတယ်ဗျာနော်ဟုတ်โอเคအဲ့တော့တန်တန်ချွန်နေဖြစ်ဖြစ်အဲ့လိုရေးလိုက်မယ်မောင်ဖြူအဲဒါမှမဟုတ်လေဟိုဟာသူ့ရဲ့ နေနဲ့တိလဲနေနဲ့မှရေးလို့ရလဲမသိနဲ့မရေးနဲ့ပေါ့အဲ့တော့ညရယ်နော်ဥမာကြော်ကြည့်ပဲကြော်ကြည့်ပေါ့ကြော်ကြည့်တင်းလန်သာအဲစားပြအဲ့လိုမျိုးနဲ့ရေးလို့ရတယ်အဲ့တော့ရေးမယ်ဆိုလို့ရှိရင် तू သူ့ရဲ့မျက်နှာကိုပေါ့အာရုံပြုတ်ပြီးရေးရမယ်တကယ်လို့ကိုယ်လာပြီးပြဿနာလာရှာပြီးဆက်ဒုက္ခတွေလာပေးနေပုံလေအဲ့လိုမျိုးပေးပေးနေလို့ရှိရင်အဲ့ကြော်ကြည့်ဆိုကြော်ကြည့်မျက်နှာကိုအာရုံပြုတ်ပြီးရေးမယ်မောင်ပြုတ်လဲမောင်ပြုတ်မျက်နှာကိုအာရုံပြုတ်ပြီးတော့ရေးမယ်ရေးပြီးအဲ့အဲ့ရောင်မလေးကိုကျွန်တော်ထမင်းနေဟင်းနေချက်ချက်တဲ့ခါမျိုးမှာမှုွေပြရမှာဖြစ်ပါတယ် ဲ့တော့မွေပြီးအဲ့အဲ့ဒါနဲ့မွေပြီးမှထမင်းချက်လို့ရှိရင်လည်းအဲရောက်မနဲ့မွေမယ်ဟင်းချက်လို့ရှိရင်လည်းအဲရောက်မလေးနဲ့မွေမွေပေးမယ်အဲ့တော့မွေနင်းနဲ့ဘာဘာပြောမလဲဆိုတော့အဲမှာမှာကြော်ကြီးကလာပြီးပြက်နာရှာတယ်ကြော်ကြီးတန်းတန်းသာငါ့ကိုပြက်နာရှာတာတွေတိုက်ခိုက်နေကြတယ်ငါ့ကိုမတိုက်ခိုက်လို့နင်းနဲ့တခြားနေရာသွားပြီးရောရန်ရှာစီတခြားနေရာကိုပြက်နာသွားရှာစီပြီးအဲ့ဟာနဲ့မှုလိုက်ရုံပဲဒါပဲပျော်ရင်မွေပျော်ရင်မွေမယ်တုံးရပဲလောက်ပါဗျာကိုပြက်နာနေလမ်းမရှာလို့တခြားနေရာကိုသွားသူပြက်နာသွားရှာလိမ့်မယ်ကိုရန်မရှာလို့တခြားတရာကိုသွားပြီးရန်ရှာလိမ့်မယ် ဟုတ်ပြီဒါနံပါတ်1နီလန်းအရင်လွယ်ပါတယ်နံပါတ်1နီလန်းကတော့ကျွန်တော်တို့ဘသူကတိုက်ခိုက်နေမှလည်းမသိဘူးဗျဘသူကရန်ရှာနေမှလည်းမသိဘူးအဲ့လိုချိန်နေဂျုံရလို့ရှိရင်တော့ကျွန်တော်ခုပြောမယ့်ခါတော့အသုံးပြောမှာဖြစ်ပါတယ်။အဲ့ဒါကတော့ဝေဒာတာကုခါတာကိုတရားမင်းပေးတဲ့တက်ဆောက်ခါတာကိုဓာမြန်ခါတာပဲဖြစ်ပါတယ်။ဒီခါတာကလည်းအရင်ကအာဇတ်ရှာဆက်ပြင်းပါတယ်။ဒီခါတာရွတ်တဲ့နေ့တော့တက်တက်လို့စပြင်းမှာဖြစ်ပါတယ်။အထူးသဖြင့်အရင်နဲ့အမေသားကိုရှောင်ပေးရပါပြီ။အဲ့တော့ဒီခါတာအသုံးချတဲ့နေ့နော်။ဒီခါတာအသုံးချတဲ့နေ့တော့အဲ့ဒါကိုရှောင်ပေးပါ။ ဲ့တော့အရန်လွယ်ပါတယ်ဖះเจ้าဆောင်အရှိမှာပဲအဲ့တော့ကိုကကိုဘသူကတက်ခဲလို့တက်ခဲနေမှလည်းမသိဘူးဆိုလို့ရှိရင်တော့တကယ်လို့သိတယ်ဆိုလို့ရှိရင်တော့သူ့ရဲ့မျက်နှာကိုအယုံပြုပြီးရွတ်လိုက်ရုံပဲသိရင်ဘသူကကိုတိုက်ခိုင်းနေတယ်ဘသူကကိုရန်ရှာနေတယ်သူဘသူကကိုပြန်လာလာရှာနေဘသူကကိုရန်ရှာနေတဲ့အဲ့ဒီလူရဲ့မျက်နှာအောင်ပြုပြီးရွတ်လိုက်ရုံပဲမသိရင်တော့ဖះเจ้าဆောင်ရှင်မှာဖះအောင်ပြုပြီးရွတ်လိုက်ရုံပါဘေးဗျအရန်လွယ်ပါတယ် ဝိဒါတာကုကုတာဓာဝေဒါတတဒတာယဒါသာတာဒီကုကုရိတာတာကုတာကုပုဘုကုဓာကုဝိဒါတာကုကုတာဓာဝေဒါယတတဒတာယဒါသာတာဒီကုကုရိတာတာကုတာကုပုဘုကုဓာကုဝိဒါတာကုကုတာဓာဝေဒါယတတဒတာယဒါသာတာဒီကုကုရိတာတာကုတာကုပုဘုကုဓာကုပဲဖြစ်ပါလေခန္ဓာနဲ့ပဲအခြင်းလေးကတော့ငါးရံသူဟူသမ ्या တို့သည်ဒါဝေစွာယတ္တု တာလီမင်စွာကုပြေးစေကုန်သည်ကုငါမကောင်းကြံသည်ဖြင့်ကြံကုန်သူတို့သည်လဲဒါမိမိအလိုလိုဒါအကျဉ်စီပြတ်တော်အဖြစ်ဝေးပြောက်စေကုန်သည်ဒါငါ၏စေတနာကြောင့်ယတ္တအချမ်းရံကျော်စိုးတို့သည်ဒါပွားများစေကုန်သည်ဒါသာငါပြုမိသော ကုသိုလ်ဆယ်ပါးတို့သည်ယငါပြုမိငါပြုမိသော ကုသိုလ်ဆယ်ပါးငါပြုမိသောအကုသိုလ်ဆယ်ပါးတို့သည်ငါပြုမိသော ကုသိုလ်ဆယ်ပါးတကောတော်ကြောင့်ဒါပြပြောက်ကုန်သည် ဒါဆက်စုပ်ွယ်ကောင်းသောသူတို့အားလဲဒါအမျက်မမှန်သဒေါသရှိသောသူတို့အား၎င်းဒီဆုံးမအဝါဒပြခြင်းသာလေကုအောင်မြည်စီတည်းကုထို့သို့အမျက်မမှန်သဒေါသမစ္စရာစိတ်တည်းများတဲ့သူနဲ့ဒီရှေမြင့်စွာတာပေါင်းဖော်ရသည် ဖြစ်ပါစီတည်းကုကုသူစရာပြုခြင်းလင်ရှိသောဒါသူတို့ကောင်းတို့နဲ့သာလေကုဖြစ်လျက်ဘဝတန်မြတ်ဆက်စုပ်၌ပူတွဲဆောင်ပေါင်းဖော်ရခြင်းသည်ပြုရပါစီတည်း ဘုအကုသိုလ်ဇေယျပွားများသူတို့နဲ့ဖြစ်လျက်ဘွားတန်ဇာဆက်ဆက်တို့၌မကောင်းသောစိတ်ရှိတော်သူတို့နဲ့ဖြစ်လျက်ဘွားတန်ဇာဆက်ဆက်နာ၌တွဲဆုံပေါင်းဖော်ရခြင်းသည်လေမဖြစ်ရပါစေတည်းဆိုတဲ့ကာရဏတိပဲခြင်းဖြစ်ပါတယ်ဗျအဲ့တော့ပြောပြောပြောခြင်းတဲ့ဘွားကျွန်တော်တို့မှာရှိတဲ့အကုသိုလ်တရားကျွန်တော်ပြုကိစ္စများကုသိုလ်တွေနဲ့ခြေခြေပြန်ပြီးခြေပလိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်ကောင်းတဲ့လူနဲ့တွေ့ပြရသည်မကောင်းတဲ့လူနဲ့မတွေ့ပြရသည်နဲ့အဲ့တော့စိတ်ဓာတ်ကောင်းတဲ့သူတွေနဲ့ပဲတွေ့ပြရသည်စိတ်ဓာတ်ယုံညံ့တဲ့သူတွေ မြင်စရာတွေများတဲ့သူတွေအဲ့တော့ကျွန်တော်တွေဟိုစိတ်တော်သားရုံညံ့တဲ့သူတွေနဲ့အဲ့ဖြစ်လက်ဘဝတန်ဆက်ဆက်ဆက်မှာဒီဘဝလည်းမတွေ့ပါစေနောက်ဘဝလည်းမတွေ့ပါစေနဲ့ဆိုတော့ကျွန်တော်ရေစုတုံးကာလာလေးလည်းဖြစ်တယ်လို့အဲ့တော့ကျွန်တော်တို့တံပြန်ကားတာလည်းဖြစ်ပါတယ်အရန်အာဇာရှာဆက်တွေပြင်ခဲ့ပါတယ်တရားမင်းကိုယ်တိုင်ရုပ်ပတ်ပေါ်မြတ်ကလေးလို့သိရပါတယ်တရားမင်းကိုယ်တိုင်ပြီးခဲ့တဲ့ကားလို့လည်းသိရပါတယ်ဗျဒါကြောင့်မိတ်ဆွေများလည်းယုံကြည်စွာအသုံးချလို့ရပါတယ်ကဲဒါတော့ဆိုအားလုံးပဲအစီအမံထင်ပါတယ်ဗျဒါကတော့ကျွန်တော်မိတ်ဆွေများကိုယ်တစ်ဖက်သက်ကြီး တော့တိုက်ခိုက်နေတာလေးရန်ရှာနေတာလေးပြဿနာရှာနေတာလေးမကောင်းကြံနေတာလေးကြုံရရင်လုံအောင်မဲ့အစီအလေးနှစ်ခုပဲဖြစ်ပါတယ်အလုံးစင်ပြီးမဲ့ထင်ပါတယ်မိစေခုနသားသမီးအလုံးလည်းဆက်ချင်တဲ့ကိုကြက်မှရှိကြပါသည်အနေငယ်ပေးရှင်းပါသည်တိုက်ခိုက်နောက်ရှေ့ရှင်းကြပါသည်ဗျစင်ပြီးလဲလိုက်ရခွင့်နေပြီအပိကြပါဦးကျွန်တော်နောက်ဗီဒီယိုမှာတော့ဒီထက်ပိုကျန်းတဲ့ဒံမြန်စင်လေးဆက်လက်ပြီးမြောက်ပေးပါဦးမယ်အတော့အလုံးကျေးဇူးတင်ပါတယ်ဗျာ